်ပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ဆိုဗီယက်သစ်စင်ကိုတန်းတရာရန်လက်စွပ်နဲ့လက်ထပ်ခွင့်တောင်းခဲ့တဲ့ဟင်းဝင်လူမိသားစုရဲ့အမကန်ပိုင်ဆိုင်မှုတွေအကြောင်းပဲဖြစ်ပါတယ်။အားလုံးမင်းမင်္ဂလာပါရှင်။ဒီရက်ပိုင်းအတွင်းဆိုရှယ်မီဒီယာကိုဖွင့်လိုက်ကြတဲ့ဟင်းဝင်နဲ့ဆိုဗီယက်သစ်စင်တို့ရဲ့ romantic ဆန်ဆန်လက်ထပ်ခွင့်တောင်းတဲ့သတင်းတွေကအပြည့်အနေရယူထားတာကိုအားလုံးမြင်တွေ့ကြရမှာပါ။နင်းနေချီပြီးနုပညာမောင်နှမတွေပါလို့ညင်းဆိုခဲ့ပြီးမှအခုလိုပရိသတ်တွေထင်မှန်ထားတဲ့အချိန်မှာပွဲချစ်ပွဲကောင်းတဲ့ proposal လုပ်ခဲ့တာကတကယ့်ကိုပြောစရာသတင်းပါပဲ။ ဒါပေမဲ့ဒီသတင်းမှာလူတွေအများဆုံးအာရုံစိုက်မိကြတာကတော့ဟင်းဝင်းကဆိုဗီယက်သင်းကိုလက်ထက်ခွင့်တောင်းခဲ့တဲ့လက်ဆွေတံမိုးပါပဲ။သတင်းတွေရအဒီလက်ဆွေကမြန်မာငွေကျပ်တန်း၁၀၀ကျော်တံမိုးရှိရလို့ဆိုကြသလိုဒူဘိုင်းကလည်းအထူးမှပြုလုပ်ထားပြီးကမ္ဘာအကောင်းဆုံးပဒံများနဲ့အာဖရိကပန်းရောင်စိမ်းတို့ပေါင်းစပ်ထားတာကြောင့်အမေရိကန်ဒေါ်လာတန်းချီတံမိုးရှိတဲ့မြန်မာငွေနဲ့ဆိုသိန်းပေါင်း၇၀၀၀ကျပ်ဘီလီယံ၇အထိတံမိုးရှိတယ်ဆိုပြီးပြောဆိုနေကြတာကတော့အားလုံးကိုအားသင့်စေခဲ့ပါတယ်။ ကယ်ဒီလိုကြီးမားတဲ့လက်ဆက်တခုကိုအလွယ်တကူလက်ဆောင်ပေးနိုင်တဲ့ဟင်းဝရန်နူမီတာစုရဲ့နောက်ခံစီးပွားရေးအင်ပါယာကဘလောက်တိကြီးမားခိုင်မာလဲဆိုတော့ကိုဒီနေ့ကျွန်မအထူးအထားပြောပြပေးသွားချင်ပါတယ်ဟေဝရဲ့ဖခင်ဖြစ်သူဦးဝင်းကိုဖြစ်ပြီးတော့သူကတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်။သူရဲ့ဆောက်လုပ်ရေးကုမ္ပဏီကနိုင်ငံတွင်းမှာနာမည်ကြီး project များစွာကိုတာဝန်ယူတည်ဆောက်နေတဲ့ကုမ္ပဏီကြီးတစ်ခုပါ။ဆောက်လုပ်ရေးလုပ်ငန်းဆိုတာနိုင်ငံတကာနိုင်ငံရဲ့အခြေခံအဆောက်အုံတွေရောစီးပွားရေးအတွက်ပါအလွန်ရေးပါပြီးရင်းနှီးမြှုပ်နှံမှုပမာဏအလွန်ကြီးမားတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းကိုဦးစီးနေတဲ့လုပ်ငန်းချင်းတထေးချီတူရဲ့သားဖြစ်တာကြောင့်ဟင်းဝင်ရဲ့ကြေဝါမှုကအနုပညာချီတကူတွေကလာတာမဟုတ်ပဲခိုင်မာတဲ့မိသားစုစီးပွားရေးနောက်ခံရှိတယ်ဆိုတာထင်ရှားပါတယ်။သူရဲ့မိခင်တော်ဆဆန်းဝင်းကလည်းအနုပညာနဲ့စိတ်နဲ့သူတရားမဟုတ်ပါဘူး။တချိန်ကမြမဗီဒီယိုလောကကိုဥဆောင်ခဲ့တဲ့အမှန်ထက်ချီရုပ်ရှင်နဲ့ဗီဒီယိုထုတ်လို့ရပိုင်ရှင်ဖြစ်ပါတယ်။ဟေးဝင်ရန်ကိုယ်တိုင်ပါဝင်တိဥဆောင်ခဲ့တဲ့ဇကားပေါင်းများစွာကိုဒီထုတ်လို့ရပဲရိုက်ကူးထုတ်လုပ်ခဲ့ရပါ။အောင်မြင်တဲ့ထုတ်လို့ရပိုင်ရှင်တယောက်ဖြစ်တာကြောင့်အနုပညာလောကမှာ သူတို့မိသားစုရဲ့ဩဇာလွှမ်းမိုးမှုနဲ့စီးပွားရေးအခြေအနေက တောင့်တင်းခိုင်မာတယ်ဆိုတာသိသာပါဗျ။ဒီလုပ်ငန်းချင်းနှစ်ခုအပြင်ဟင်းဝရန်လူမိသားစုကတခြားသောစီးပွားရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားပါဗျ။အထူးသဖြင့်မြန်မာနိုင်ငံအထက်ကပို့ကုန်တစ်ခုဖြစ်တဲ့ Rava လုပ်ငန်းမှာလည်းကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားပြီးဧကပောင်များစွာကျယ်ဝန်းတဲ့ Rava Channel တွေကိုပိုင်ဆိုင်ထားတယ်လို့လည်းသိရပါဗျ။ဒီလိုဆောက်လို့ရေးမီဒီယာနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာပါလုပ်ငန်းတွေခွဲပြီးရင်းနှီးမြှုပ်နှံထားတာကြောင့်သူတို့မိသားစုရဲ့စီးပွားရေးအင်ပါယာက အလွန်တင်ငိမ့်ပြီးခိုင်မာတယ်လို့ဆိုရမှာပါ ဒီလိုခိုင်မာတဲ့မိသားစုစီးပွားရေးအင်ပါယာကိုနောက်ခံထားပြီးကြီးပြင်းလာတဲ့ဟင်းဝင်ကတော့သူ့ရဲ့တခုတည်းသောချစ်သူဖြစ်တဲ့ဆိုလေးသစဉ်ကိုတံမိုးထားတဲ့အနေနဲ့ဒီလိုဒေါ်လာတန်းချီတန်းတဲ့လက်စနဲ့လက်ထပ်ဝင်တောင်းတာကမဆန်းဘူးလို့ဆိုနိုင်ပါတယ်ဒါပေမဲ့တချို့လူတွေရှိပါတယ်ဘသူပါတင်တင်တစ်ချိန်လုံး live ဝေဖန်တက်တဲ့ဆရာသမားတချို့ကလည်းပြောချင်တာကမိပါအောင်မင်းလက်ထပ်ခွင့်တောင်းခံရတာကဆိုဖြစ်သစင်မှာအဲ့ဒါကိုသူလည်းမထောက်ဘူးလို့ရှင်းခုံစရာလည်းမကောင်းဘူးလို့လက်စွပ်ကတောဆန်နေလို့ဘလာဘလာ အဲ့လိုမျိုးတွေဝင်ရင်းနေတာစဉ်းစားကြည့်ပြီးတော့လူများမှားနေသလားလို့လေယူမဲဆိုတာသိကြနေလို့ဘွဲတခုနေနဲ့တံမိုးထားလို့ရောင်းမဖြစ်သူကစီစဉ်ရောင်းမဖြစ်သူကစီစဉ်ပြီးတာအဲ့ဒါကိုစုပြည့်သင်းကအကြီးတို့မျောလင်းသလိုအန်အော်တဂျီထားလို့ရင်လေဟိုပါဆိုပြီးတော့အပြစ်ပြောအောင်မယ်အခုရိုးရိုးရှင်းရှင်းလေးလက်စွပ်ပေးပြီးအပြန့်လန့်ကြတိပေးကြရတာပဲလေကိုကောင်နဲ့အဲ့ဒီလိုမင်းကလေးချင်းချင်းမတော်တရားပြောနေတာရိအကုန်အန်ဖရန့်လို့ပြစ်လိုက်တယ်အခုတို့စိတ်ကြည်လွန်ပါတယ်ကိုမကြိုက်တာကိုပြောခွင့်ရှိတယ်ဒါပေမဲ့သူတပားကိုမခတိခိုက်စေရဘူး တောကြိုက်အတွဲလားဆိုတာပဲကိုရီကတော့တောကြိုက်တဲ့အေးချမ်းတို့ညီတို့မျိုးကမြို့ကြီးသူတွေကိုညီတို့ပဲပါဖို့အလိုက်ဖက်ဆုံးပါပဲအေးဒါပါပဲရှင်ဒါကတော့တောကြိုက်ခင်ပါပဲရှင်ဆရာရပရိသတ်ကြီးတို့အများဝတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့တခုလက်အမျိုးသားတွေကိုလက်တွဲပေါ်ဖြစ်ရွေးချယ်ခဲ့ကြတဲ့မင်းသမီးလေးဦးကြောင့်ပဲဖြစ်ပါတယ်။ခင်လေးနွယ်ခင်လေးနွယ်ကအသက်39နှစ်အရွယ်အထိအပြိုကြီးဘဝနဲ့သာနေခဲ့တာပါ။လက်မထပ်တော့ဘူးလို့ရည်ရထားတဲ့အချိန်မှာမှငယ်ငယ်ချင်းဖြစ်သူနဲ့ပြန်ဆုံခဲ့ပါတယ်။ ငငယ်တုန်းကကစိတ်ဝင်စားတဲ့တငငယ်ချင်းကသူမနဲ့တွေ့တဲ့အချိန်မှာတက်ခုလက်ဖြစ်နေပါပြီ။လက်ထပ်ဖို့ခွင့်တောင်းလာတဲ့အချိန်မှာကလင်းတွေက39နှစ်လုံးလုံးအရွေးကောင်းခဲ့ရကနေတက်ခုလက်အမျိုးသားနဲ့လက်ထပ်ဖို့အတွက်အကြကြီးစဉ်းစားခဲ့ပါတယ်။တငငယ်ချင်းတွေကလည်းအိမ်အောင်ပြုတယ်ဆိုတာနောက်ကျောင်းနေနဲ့မဆိုင်မဲလက်ရှိနဲ့ဥသားချက်နေဖို့သာအတိအကလိုတိုက်တွန်းခဲ့ကြတဲ့အတွက်ကလင်းတွေကအမျိုးသားဖြစ်သူနဲ့လက်ထပ်လိုက်ပါတယ်။ခင်မုံဖြစ်သူကကျွန်းပိုင်ရှင်တတိကြီးဖြစ်သူလို့သူမကိုလည်းပျော်ရွှင်အောင်ထားပေးနိုင်ပါတယ်။လက်ထပ်ပြီးရနှစ်နှစ်ကြာပြီဆိုပြီးမှအခုချိန်ကြီးကလေးမယူသေးပဲ စီးပွားရေးလုပ်ငန်းတွေကိုသာတက်ညီလက်ညီလုပ်ကင်နေကြတာပဲဖြစ်ပါရဲ့ရှင်။ခေဆက်သွင်းခေဆက်သွင်းကလည်းတကားမှအိမ်အောင်မကြဘူးပဲလက်ထက်တဲ့အချိန်မှာတခုလက်အမျိုးသားကိုရွေးချယ်ခဲ့ပါရဲ။ခင်မုံဖြစ်သူကတခုလက်ဖြစ်ပြီးမဲ့သူမအပေါ်မှာအယံကိုချစ်ပေးတာပါ။ဒါကြောင့်မခေဆက်သွင်းကခင်မုံဖြစ်သူကိုအောင်ဖြူသူကိုလက်တွဲပေါ်အဖြစ်ချစ်သူတက်တန်းတက်နှစ်မှာရွေးချယ်လိုက်ပါရဲ။တကယ်လက်ထပ်ပြီးချိန်မှာလည်းသူမရွေးချယ်မှုကမမရွေးခဲ့ပါဘူး။အခုဆိုရင်သားလေးတယောက်လည်းရှိနေပြီဖြစ်သလိုဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေကြတာပါ။ ကိစ္စတွင်ကအမင်းသမီးလို့တုံးကဆိုရင်လဲစကနောက်ကပြပြရွှေရှင်သာနေတတ်ပါတယ်။ခင်မုံဖြစ်သူကလည်းကိစ္စတွင်နဲ့အတူတူလိုက်ပြီးစနောက်နိုင်သလိုအချင်းဆက်ကစတူကြတာပါ။ဘိုးချပြုခင်ဘိုးချပြုခင်ကအောင်မြင်နေတဲ့အမင်းသမီးဆိုရဲဘဝကိုလည်းကကလေးအဖေကလေး၃ယောက်အဖေအကိုထွန်းကိုတတ်တီးရှိရှိနဲ့လက်ထပ်ခဲ့ပါတယ်။အကိုထွန်းကဇနီးဖြစ်သူဆုံးပြီးကလေး၃ယောက်နဲ့ဖြစ်နေခြင်းဟာဘိုးချပြုခင်ကိုရွှေပိတ်တာခြင်းနည်းနဲ့တည်ထောင်ခဲ့တာပါ။အခုဆိုရင်ဘိုးချပြုခင်တို့ဇနီးမောင်နှံက ကလေး၅ယောက်မိဘတွေဖြစ်တော့မှာပါဒုတိယကလေးကလည်းမကြခင်မွေးတော့မှာဖြစ်တဲ့အတွက်မိသားစုဘဝလေးကပို့ပြီးမြိုင်ဆိုင်တော့မှာပါလက်ထပ်ပြီးတဲ့အချိန်မှာအကုတ်ထွန်းရဲ့စီစိန်တွေကိုဝိုးချပြုခင်ကစီမံခန့်ခွဲပြီးစိန်ချွေနာဆိုင်ဖွင့်ကအောင်မြင်နေပါပြီစုမြနေတာစုမြနေနိုင်ဒုတိယအိမ်အောင်ဖြစ်တဲ့အစိုးသူကအိမ်အောင်ရှိသလိုကလေးလည်းရှိပါတယ်အဆင်မပြေလို့လမ်းခွဲထားချိန်မှာစုမြနေနာနဲ့ဖူးစာဆောင်ကဘဝတစ်ခုကိုထူထောင်လိုက်ကြပါတယ်စုမြနေနာနဲ့ ဆိုသူကလည်းထပ်ပြီးချိန်မှာကလေးလည်းမယူတော့ပါဘူးဆိုမြတ်နန္ဒာကပထမအိမ်အောင်နေရတဲ့သားလေးမြတ်သောမောင်ကိုသူတို့နဲ့အတူတူခေါ်ထားပါတယ်မြတ်သောမောင်ကနိုင်ငံသားမှကြောင်းတက်ချိန်မှာလည်းဆိုမြတ်နန္ဒာနဲ့ဆိုသူတို့ကနိုင်ငံသားမှအတူလိုက်နေပေးကြတာပါဆိုသူကမြတ်သောမောင်ကိုဖခင်ရင်တပွဲပြုစုဆောင်လျှောက်ပေးတာပဲဖြစ်ပါတယ်။ဆိုမြတ်နန္ဒာကသူ့အတွက်ဆိုသူကအားငယ်တိုင်းအမြဲဖေးမပေးနိုင်တဲ့လက်တွဲပေါ်ကောင်းလို့ထုတ်ပြောကယေရှုတင်နေတတ်တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ အခုတင်ဆက်ပေးစင်တာကတော့ Academy တန်းဝင်မင်းသားဖြစ်အောင်မကြိုးစားဘဲနိုင်ငံသားလဲပတ်နေလို့ဝေဖန်ခံရတဲ့ငိမ့်တော်ပါမင်းသားချော့ငိမ့်တော်ကတော့စမတ်ကြားတဲ့ပုံရိပ်လှလှလေးတွေနဲ့အနကန်းညီမလေးတွေရဲ့အသေးကိုချွေချလိုက်ပြန်ပါပြီ Moral တယောက်အနေနဲ့အမှုပညာလောကရဲ့ကိုဝင်ရောက်လာခဲ့တဲ့ငိမ့်တော်ကအခုနောက်ပိုင်းမှာတော့တချင် MTV တွေမှာပါဝင်တုံ့ဆောင်ခဲ့ပြီးပြည်သက်တွေအားပေးမှုကိုရရှိခဲ့သူလေးပါကိုရီးယားမင်းသားတယောက်လို့ထင်မှတ်ရလောက်အောင် ချော့မော်ရဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ငိမ့်တော်ကတော့အမှုပညာလောကရဲ့ကိုစောင့်ဝင်ခြင်းပါပဲ ထူးခြားတဲ့ရုပ်ရည်မိမိုင်းနေစတိုင်လေးကြောင့်ပရိသတ်သတိထားမိတာကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ငင်းတော်ကအနုပညာလောကကိုမော်ရယ်ထောက်အနေနဲ့ဝင်ရောက်လာခဲ့သူပါ။နောက်ပိုင်းမှာတော့ကျောင်းသားရဲ့ကိုရင် ပရိသတ်စဝင်စားတာကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။သူ့ရဲ့ပြည့်ပြည့်စုံတဲ့ပုံစံကြောင့်ပဲနောက်ပိုင်းမှာဇလန်တွဲလေးဇကားရဲ့ကိုရင်ပရိသတ်အားပေးမှုကိုတခင်းနေရရှိခဲ့တာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဗီဒီယိုရှင်ဇကားတွေမှာလည်းဝိုင်းတယောက်ဆောင်နေတဲ့အတူရိုက်ကူနေတာကိုတွေ့ရပါတယ်။ငင်းတော်ကယောက်ျားပိသားကတောင်းတင်းလာပါတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ဂျိုရီကလည်းချောမောခန့်ညာလွန်လာကြောင်းစေကျော်တက်နှကန်းဒီမလေးတွေရဲ့တက်တက်လှုပ်အားပေးဝင်ရခြင်းကိုအခိုင်အမာရရှိထားတဲ့ဖြင့်ငိမ့်တော်ကခန္ဓာကိုယ်အချိုးစပြပြလာပါတာကြောင့်မင်းကလေးရဲ့ပြိတ္တတွေကိုမင်းကလေးပြိတ္တတွေရဲ့အားပေးဝင်ရခြင်းကိုခံရပါတယ်။လက်ရှိမှာတော့မြမရွှေရှင်ဇလန်တူတွေကိုရိုက်ကူးရရှိပြီးတော့ရွှေရှင်စကားကြီးတွေရိုက်ကူးနိုင်မှုအတွက်လည်းကောင်းဆုံးကြိုးစားနေသူတယောက်ဖြစ်ပါတယ်။ငိမ့်တော်ကရုပ်ရည်လေးချော့တယ်လို့တယောက်ဆောင်လေးကောင်းတဲ့မင်းသားတက်လက်ဖြစ်ပါတယ်။ ဖန်အင်အားတောင့်တင်းနေညီတော်ကဇကားတွေကိုထင်သလောက်မရရပဲကျဲနေတာပြိသက်တို့သတိထားမိကြမှာပါသူကိုချစ်တဲ့ပြိသက်တွေကတော့သူတို့မင်းသားကရုပ်ရှင်စကားကြီးကိုအယိုင်နေလို့မေးခွန်းထုတ်နေကြပါပြီ။နင်းတော်ကအခုနောက်ပိုင်းမှာရုပ်ရှင်စကားကြီးတွေထွက်ကြောင်ရီကော်မရှယ်ရီနဲ့ဇလန်ထွက်တွေတားရိုက်ကူးဖြစ်နေကြတာပါ။အတိအမှန်ပြုခံရမယ့်အကယ်ဒမီတန်းဝင်မင်းသားတက်လက်ဖြစ်ဖို့စကားကြီးကိုရိုက်တော်ဘူးလားဆိုပြီးပြိသက်တွေကမေးခွန်းထုတ်ခဲ့ကြပါတယ်။နင်းတော်ကရုပ်ရှင်စကားကြီးတွေကိုထင်သလောက်မြဲရတာအကြောင်းပြချက်တော့ရှိပါတယ်။ ဒါကလန်းတဲ့လူမျိုးရှိလို့အများရတာမဟုတ်ပဲသူကိုယ်တိုင်ကရွေးချယ်နေသလိုကံကြားကသူ့ဘက်မှာမပါသေးလို့ဆိုပြီးပြောဆိုခဲ့ပါတယ်။ငင်းတော်ကတော့သူ့ကိုစကားရိုက်ကူဖို့လာပြီးကလန်းချပြီးမယ်။နာမည်ကိုအနောက်ထားမယ်ဆိုတာကြောင့်စကားရိုက်ဖူးညင်းပယ်ခဲ့တဲ့အထိပြတ်သားခဲ့ပါတယ်။သူကအခုချိန်မှာတော့အနုပညာအလုပ်တွေကိုအနေငယ်သာလုပ်နေပြီးပရိသတ်တွေကတော့ငင်းတော်တယောက်ဘာလို့အနုပညာအလုပ်တွေကိုအလုပ်နေတာလဲဆိုပြီးစဉ်းစားစရာဖြစ်ခဲ့ပါတယ်။တကယ်ကငင်းတော်တယောက်သူ့ရဲ့ချစ်သူနဲ့ချစ်သူဖြစ်သူနဲ့ကဘာပတ်ခါခီးတွေထွက်နေတာကြောင့်ပဲဖြစ်ပါတယ်။ မင်းတော်ကသူ့ရဲ့ချစ်သူနဲ့အတူဒူဘိုင်း UK နိုင်ငံတွေအပြင်အာရှနိုင်ငံတွေကိုလည်းလေပတ်နေရဖြစ်ပြီးချစ်ကူကိုချပြထားခြင်းမရှိပေမဲ့ချစ်သူနဲ့အတူလေပတ်တဲ့နေရာတွေကိုအမျက်တနုနဲ့သူ့ရဲ့ official Instagram Facebook တွေမှာတင်လို့ရှိပါတယ်။အခုလို့ကဘာပတ်ပြီးလည်နေတဲ့မင်းတော် group ပရိသတ်တွေကအားကျနေကြတာပါ။ဒါပြင်မင်းတော်နဲ့အတူကဘာပတ်နေတဲ့သူ့ရဲ့ချစ်သူကိုလည်းပရိသတ်တွေကသိချင်နေပြီးထုတ်ပေါ်လာမှာကိုမျှော်လင့်နေကြပါတယ်။ပြီးခဲ့တဲ့လပိုင်းလောက်ကပဲချစ်ရသူနဲ့ Milan Switzerland တွေကို လဲပတ်ပြီးမြန်မာနိုင်ငံကိုပြန်လာသေးတာမကြသေးပါဘူးပြည်သက်ကြီးတွေမျှဝေပေးလိုက်ပါတယ်ရှင်အခုတော့လူပြည်နာတဲ့နေ့ကိုအချိန်နဲ့တည်းကြီးကြည့်ရှုနားဆင်နေတော့ကျမတို့ရဲ့ Sandy Mama YouTube Channel ကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်